ပါရှင်။ကျမကတော့ဂျာမုံပါ။အောက်တိုဘာ29ရက်နေ့အတွက်နိုင်ငံတကာသတင်းဖြစ်ရပ်တွေကိုတင်ဆက်ပေးပါမယ်ရှင်။ Trump နဲ့ Xi တွေ့ဆုံပွဲမတိုင်ခင်ထိုင်ဝမ်ကျွန်းသားကိုဘုံကျဲလျင်တွေတရုတ်ဆေးလွတ်ခဲ့ပါတယ်။ Cyclone မုန်တိုင်းချင်းကလာလို့အိန္ဒိယမှာလူ9000ကျော်ကိုရွှေ့ပြောင်းပေးနေရတာပါ။ Nuclear စွမ်းအင်နဲ့ပြန်တန်းတဲ့ Cruise ဒုံးကြီးကိုရုရှားစမ်းသပ်ပစ်ခတ်ပြခဲ့ပါတယ်။သတင်းပြေဆုံးကိုဆက်ပြီးနားဆင်ရမှာပါ။ထိုင်ဝမ်ကျွန်းသားမှာတရုတ်ရဲ့ဘုံကျဲလျင်တွေအုပ်ဖွဲ့ပြန်တန်းခဲ့ကြောင်း တရုတ်အစိုးရမီဒီယာကအတည်ပြုဖော်ပြခဲ့ပါတယ်။ပဋိပက္ခအခြေအနေတစ်ခုကြုံလာရင်တုံ့ပြန်ကင်တွဲဖို့ရည်ရွယ်ထားတဲ့စစ်ရေးလေ့ကျင့်မှုတစ်ခုကို H6K ဘုံကျဲလျင်တွေကလှုပ်ဆောင်ခဲ့တာလို့အောက်တိုဘာ26ရက်နေ့မှာတရုတ်အစိုးရရုံးမြန်တန်းကြားဌာနနဲ့စစ်တပ်ရဲ့ဝေဘိုအကောင့်တွေမှာဖော်ပြခဲ့ပါတယ်။ဘုံကျဲလျင်တွေပြန်တန်းခဲ့တဲ့အချိန်ကတိတ်မကြသေးဘူးလို့ဆိုပေမဲ့ရဲအတိအကျကိုတော့ထည့်သွင်းဖော်ပြမထားပါဘူး။တရုတ်သမ္မတရှီကျင့်ဖြင့်နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ တောင်ကိုရီးယားနိုင်ငံမှာတွေ့ဆုံဆွေးနွေးဖို့စီစဉ်ထားတဲ့ရက်မတိုင်ခင်တရုတ်ကထိုင်ဝမ်တဝိုက်မှာဘုံကျဲလျင်တွေဆေးလွတ်ခဲ့တဲ့အကြောင်းကိုကြေညာခဲ့တာဖြစ်ပါတယ်။အောက်တိုဘာ30မှာစီစဉ်ထားတဲ့ရှီနဲ့ထရမ့်တို့တွေ့ဆုံမှုကနှစ်နိုင်ငံကုန်သွယ်ရေးကိစ္စတွေကိုဦးစားပေးဖို့ဆိုပေမဲ့ထိုင်ဝမ်အရေးလဲပါဝင်လာဖို့ရှိပါတယ်။တရုတ်ကထိုင်ဝမ်ကျွန်းကိုပိုင်နဲ့နယ်မြေအဖြစ်သတ်မှတ်ထားပြီးထိုင်ဝမ်ကတော့လွတ်လပ်တဲ့ကိုယ်ပိုင်နိုင်ငံအဖြစ်ရည်တည်ရေးကိုသာလိုလားနေပါတယ်။တရုတ်စစ်တပ်ရဲ့အရှေ့ပိုင်းတိုင်းဒေသစေဦးစီးဌာနကတော့ H6K ဘုံကျဲလျင်တွေတောင်မကပဲ J10 တိုက်လျင်တွေကပါထိုင်ဝမ်ကျွန်းတဝက်ရေပြင်မှာအုပ်ဖွဲ့ပြန်တန်းခဲ့ကြောင်းရည်ရွယ်ချက်ကတော့ပရိပခအခြေအနေတစ်ခုကိုကင်တွဲဖို့ကြိုတင်လေ့ကျင့်ခြင်းဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ် H6K ဆိုတာကမဟာဗျူဟာဘုံကျဲလျင်အမျိုးအစားဖြစ်ပြီးနျူကလ িয়ার စစ်လက်နက်တွေကိုအသုံးပြုတိုက်ခိုက်နိုင်ပါတယ်တရုတ်နဲ့ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနတွေကတော့ထိုင်ဝမ်ကျွန်းနောက်မှာတရုတ်ဘုံကျဲလျင်တွေပြန်တန်းခဲ့တဲ့ကိစ္စအပေါ်မှတ်ချက်မပေးသေးပါဘူး ထိုင်ဝမ်ကျွန်းတဝိုက်ကတရုတ်စစ်လေယာဉ်တွေရဲ့လှုပ်ရှားမှုသတင်းကိုဖော်ပြတဲ့ website မှာတော့အောက်တိုဘာ29ရက်နေ့အထိထုတ်ပြန်ချက်အရလွန်ခဲ့တဲ့24နာရီအတွင်းတရုတ်လေယာဉ်၄စီးရဲ့ပြန်တမ်းမှုတွေကိုပဲထောက်လန်းတွေ့ရှိထားကြောင်းသိရပါတယ်။အဲ့ဒီလေယာဉ်တွေကတော့တိုက်လေယာဉ်၃စီးနဲ့ထောက်ပတ်ရေးလေယာဉ်တစ်စီးဖြစ်ပြီးဘုံကျဲလေယာဉ်တွေအကြောင်းကိုတော့ဖော်ပြမထားပါဘူးရှင်။အားကောင်းတဲ့ cyclone မုန်တိုင်းတစ်ခုဦးတည်လာနေတာကြောင့်အိန္ဒိယနိုင်ငံမှာလူပေါင်း9000ကျော်ကိုအရေးပေါ်ရွှေ့ပြောင်းပေးဖို့အစီအစဉ်နေပါတယ်။ အောက်တိုဘာ29ရက်နေ့မှာနိုင်ငံအရှိတောင်ပိုင်းကယိုတန်းဒေသတွေမြေနှိပ်ပိုင်းတွေမှာနေထိုင်သူတွေကိုယာယီခိုလုံရေးစခန်းတွေစီစတင်ပြောင်းရွှေ့နေရာချပေးနေကြောင်းတာဝန်ရှိသူတွေက ပြောတာပါဘင်္ဂလားပင်လယ်အော်အနောက်ဘက်ချမ်းမှာမြောက်ဘက်ကိုဥတီ၍ရှားနေတဲ့ဆိုင်ကလုန်းမုန်တိုင်းမွန်တာကကယိုတန်းစီကိုချင်းကပ်လာချိန်မှာတော့တဖြည်းဖြည်းပိုအားကောင်းလာနေတယ်လို့မိုးလေဝသပညာရှင်တွေကပြောပါတယ်ဆိုင်ကလုန်းမွန်တာဟာအောက်တိုဘာ29ရက်ညပိုင်းလောက်မှာအိန္ဒိယနိုင်ငံ and Hara Pradesh ပြည်နယ်ကာယူရန်ကိုဖျက်ကျော်ပြီးဂုံတွင်ဝေရောက်မယ်လို့ခန့်မှန်းထားပါတယ်။မုံတိုင်းကတနာယီ46မိုင်နှုန်းလေတက်ရာကနေတဖြည်းဖြည်းပိုအားကောင်းလာနေပါတယ်။မုံတိုင်းကြောင့်ကာယူရန်ဒေသတွေမှာအရေးပေါ်ပြောင်းရွှေ့မှုတွေလုပ်နေတယ်လို့ and Hara Pradesh နဲ့အနီးကအော်ရီတာပြည်နယ်တွေမှာလည်းကျောင်းနဲ့တက္ကသိုလ်ကောလိပ်တွေကိုပိတ်ထားရပါတယ်။အိန္ဒိယမိုးလေဝသအေဂျင်စီကတော့မွန်တာရဲ့လေတိုက်နှုန်းဟာအောက်တိုဘာ28ရက်နေ့ပိုင်းလောက်မှာတိတိတသာပိုပြင်းထန်လာလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ မုံတိုင်းကြောင့်ပြင်းထန်တဲ့ရာသီဥတုဒဏ်ကိုလူပေါင်း၄သန်းနီးပါးလောက်တက်ရောက်ခံစားရပွဲရှိတယ်လို့လဲဆိုပါတယ်။ဒီနယ်နှစ်ခုရဲ့အာဏာပိုင်တွေကကန်နီကန်ဝေးငါးဖက်လှေတွေအနေနဲ့လည်းလက်တလုံးမှာပင်လယ်ပြင်ကိုမထွက်ကြဖို့ညွှန်ကြားထားပါတယ်။နှစ်စဉ်ဧပြီလကနေဒီဇင်ဘာလတွေအတွင်းအိန္ဒိယနိုင်ငံအရှေ့ပိုင်းကမ်းရိုးတန်းတွေမှာစိုက်ကလုန်းမုန်တိုင်းတွေဝေရောက်တိုက်ခတ်တဲ့ဒဏ်ကိုခံရလိမ့်ရှိပါတယ်ရှင်။နျူကလ িয়ার စွမ်းအင်နဲ့ပြန်တန်းတဲ့ခရုစတုံးကြီးအမျိုးအစားတွေကိုအောင်အောင်မြင်မြင်စမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း ရုရှားရဲ့ထိပ်တန်းဗိုလ်ချုပ်တဦးကပြောကြားခဲ့ပါတယ်။ရုရှားစစ်တပ်အကြီးအကဲဗိုလ်ချုပ်ကြီး Valery Gerasimov ကအဲ့ဒီဒုံးကြီးဟာထိပါတားဆီးလို့မရတဲ့လက်နက်အမျိုးအစားလို့ညွှန်ဆိုခဲ့ပါတယ်။အထိပယ်ကတော့ Cruise ဒုံးကြီးကိုကြားဖြတ်ပစ်ချဖို့မဖြစ်နိုင်ဘူးလို့ညင်ညွန်းတာပါ။ Gerasimov ကလက်နက်စမ်းသပ်မှုနဲ့ပတ်သက်လို့ရုရှားသမ္မတပူတင်စီကိုအစီရင်ခံရမှာတော့ Cruise ဒုံးကြီးဟာမိုင်း၈၆၀၀ကျော်ခရီးပေါက်အောင်ပြန်တန်းခဲ့ကြောင် ဒါဟာဒုံးကျည်ကရောက်ရှိနိုင်တဲ့အများဆုံးခရီးအကွာအဝေးမဟုတ်သေးကြောင်းထည့်သွင်းပြောကြားသွားပါတယ်။ဒီဒုံးကျည်ကစမ်းသက်စဲအဆင့်စစ်လက်နက်ဖြစ်ပြီး2018မှာစတင်မိတ်ဆက်ကျင်းညာခဲ့တာပါ။အဲ့ဒီဒုံးကျည်ကရေဒါနဲ့ထောက်လန်းမှုတွေကိုရှောင်ကွင်းနိုင်ဖို့ခန်းနေနေကနေပြန်တန်းနေရှိတယ်လို့ဆိုပါတယ်။ပြီးတော့ဂျားဖြတ်ဟန်တာပစ်ချမဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကိုထောက်လန်းပြီးရှောင်တိန်နိုင်စွာမြင့်မြင့်မားမားပါဝင်တယ်လို့ရုရှားကကြေညာထားတာပါ။ဗိုလ်ချုပ်ကြီးဂီရာစီမော့ဖ်ကအောက်တိုဘာ21ရက်နေ့စမ်းသပ်မှုအတွင်း ဒုံးကြီးဟာလေထဲမှာ15နာရီကြာပြန်တန်းခဲ့ပြီးဒေါင်လိုက်အလျားလိုက်ရုတ်တရက်လမ်းကြောင်းပြောင်းကိုယ့်ပတ်ပြန်တန်းပြီးတိန်းရှောင်မှုပုံစံတွေကိုပါလှုပ်ဆောင်ခဲ့တယ်လို့ပြောပါတယ်။ဒါကြောင့်အဲ့ဒီဒုံးကြီးကဒုံခွင်းဒုံတွေလေကြောင်းကာကွယ်ရေးစနစ်တွေကိုထိထိရောက်ရောက်ကျော်လွှားနိုင်တဲ့အစွမ်းမျိုးပိုင်ဆိုင်တယ်လို့ပိုင်ပိုင်နိုင်နိုင်ပြောနိုင်ကြောင်းဂီရာစီမော့ဖ်ကပူတင်စီအစီရင်ခံခဲ့တာဖြစ်ပါတယ်။ American လေတပ်ရဲ့အမျိုးသားလေကြောင်းနဲ့အာကာသထောက်လှမ်းရေးစင်တာကထုတ်ပြန်တဲ့အစီရင်ခံစာမှာတော့ နျူကလ িয়ার စွမ်းအင်သုံးခရုစုံကြီးတွေပိုင်းဆိုင်လာမယ်ဆိုရင်ရုရှားဟာတာဝေးတိုက်ချင်းပြတုံးကြီးစွမ်းရည်မှာထူကယ်ပြီးပြိုင်ဘက်ကင်းတဲ့အာသာချက်မျိုးရလာနိုင်တယ်လို့သတိပေးခဲ့ပူပါရရှင် People Spring ရဲ့နောက်ဆုံးရသတင်းတွေကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်